အားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေကင်းကြပါစေ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ညပိုင်းမြို့သစ္စာချန်နယ်ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေတာပါကျွန်တော်တို့ရဲ့ channel ကိုလိုက် subscribe လုပ်ပေးဖို့ကိုလည်းတောင်းဆိုပေးရစေခင်ဗျာဒီကနေ့တင်ပြဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့ဒီဒီဇင်ဘာလ10ရက်နေ့ပြည်လုံးကျွတ်အတန်တိတ်တပိတ်ရာနှုန်းပြည့်အောင်မြင်ဆိုတဲ့သတင်း ။နောက်စစ်တပ်ရုပ်ောက်ပွဲဟာလူထုယုံကြည်မှု မတည်ဆောက်နိုင်တယ်လို့နိုင်ငံတကာစံနှုန်းတွေနဲ့လည်းမကိုက်ညီဘူးလို့ EU နဲ့ကနေဒါစစ်သလန်နိုင်ငံတွေက ပြောလိုက်ပါတယ်။တိုက်ပွဲတစ်ကြိမ်တစ်ခါမှမဖြစ်သေးတဲ့မန်အောင်မြို့နယ်မှာစစ်ရေးလှုပ်ရှားမှုတွေရှိလာပါတယ်။ပြီးတော့ဒီတောင်ကူလီတာစကန်ကိုရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာမှာစီလောင်ကံပြီးလောင်သွားတယ်လို့ဆိုပါရယ်။နောက်ဖလန်းကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကဒေသခံတွေကိုလူသားတိုင်းပြုတ်လုထားပါရယ်။ တံဘူဇရမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးတော့စစ်ကောင်စီတပ်သား၂ဦးသေဆုံးတယ်ဆိုတဲ့သတင်းတွေကိုစုသည့်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီကနေ့ပြည်သူလူထုကဒီဇမလ10ရက်နေ့ဒီအတန်တေးတပိတ်ကိုအောင်မြင်နဲ့လှုပ်ဆောင်ခဲ့ကြတယ်ဆိုတဲ့သတင်းကိုစတင်တင်ဆက်ပေးခြင်းပါတယ်ဒီဇမလ10ရက်ပြည်လုံးကျွအတန်တေးတပိတ်မှာ ရန်ကုန်မန္တလေးအမရပူရမုံရွာပခုတ်ကူဖားကန့်မေမြို့ရင်းမာပင်စောမြို့မြဝတီဖျားတုံးသူအရာတော်ရေဦးမိုးကုတ်ဆလင်းကြီးတပရင်ကဏီချောင်းဦးမြောင်ပလဲကလေးဘူးတလင်တစဲခင်ဦးရွှေဘူဝက်လက်မင်းကင်းကံဘလူဒီကောလင်းကတာထိကျိုင်းအင်းတော်ပင်လယ်ဘူးဗမောက်ဆတဲ့မြို့နယ်ရာချီပြီးတော့ပြည်သူတွေရာနှုံးပြေပါဝင်ခဲ့ပြီးတော့လမ်းမတွေပေါ်မှာလူအသွားလာရင်သွားလာလုံးဝကင်းမဲ့သွားခဲ့ပြီးတော့ ရေးဆိုင်တွေသာဖွင့်ထားယုံသာကြန့်ရှိခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မှာရင်ကျောပိတ်ဆို့မှုပျောက်သွားခဲ့ပြီးတော့ဒီအင်းစိန်သူးလီခီးစဉ်ကိုမိနစ်30တွင်ရောက်ရှိနိုင်ခဲ့ကမန္တလေးမှာလည်းချောတိုင်တက်ပွဲဘောလုံးပွဲတွေလုပ်ခိုင်းပြီးတပိတ်ဖြတ်ဖို့ကြိုးပမ်းပေမဲ့လည်းပြည်သူတွေကအိမ်တွင်းမှာပဲနေထိုင်ခဲ့ကြပါတယ်။ဒီဖက်ကမှာတပိတ်ရန်ုံပြေအောင်မြင်နေချိန်စစ်တပ်ကမြို့တစ်မြို့လုံးပိတ်ဆို့စစ်ဆေးနေတဲ့ချိန်မှာ ဒီဘေလီဒရာထိတ်မှာဘုံပောက်ကွဲတာတွေဖြစ်ပွားခဲ့ပြီးတော့စစ်သား2ဦးတန်ရရှိခဲ့ပြီးတော့အဲစစ်တပ်က73တီရောင်းကလေးတွေကိုမုံပေးပွဲလုခိုင်းနေ့လယ်3နာရီအပြီးအပြင်ထွက်လို့ရှင်ပြစ်တတ်မယ်ဟုချင်းချောက်တဲ့တိုင်တော့ဒီသကိုင်းတိုင်းမြို့နယ်20ကျော်နဲ့နိုင်ငံတော်ပြည်သူတွေကအတူရောင်ရွက်ောက်ပွဲကိုတတိုင်းတပြည်လုံးညှစ်ပယ်ခဲ့ကြပါတယ်အခုတပိတ်အောင်မြင်မှုဟာစစ်အုပ်စုရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာမုံရွာမြို့အပါအဝင်အဓိကမြို့ကြီးတွေမှာ ပြည်သူတွေလုံးဝပါဝင်ခဲ့တာကြောင့်စစ်တပ်အနေနဲ့အဆက်တကွဲ ဖြစ်စေခဲ့ပြီးတော့တော်လိုင်းရေးအားတွေပုံမူအားကောင်းလာတဲ့အကြောင်းသက်သေပြလျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာဒီတပိတ်ကောင်းဆောင်ဒေါက်တာဒေတာဆန်းကလည်းဒီတပိတ်ဟာလူတို့ရဲ့ဒီဖိနှိပ်မှုတွေကြားကနေပြီးတော့အခုလိုဆန္ဒပြခဲ့ကြတာဟာတမိုင်းတွင်နဲ့လူတို့လှုပ်ရှားမှုဖြစ်တဲ့အကြောင်းကိုလည်းအောင်းအောင်းမြင်နဲ့ပြီးတဲ့အကြောင်းကိုလည်းသူ့ရဲ့လူမှုကွန်ရက်ဆောင်ရွက်နာမှာဖော်ပြထားပါတယ်ခင်ဗျာ နောက်သတင်းတစ်ပုဒ်ကတော့ဒီစစ်တပ်ရွက်ကောက်ပွဲဟာလူထုယုံကြည်မှုမတည်ဆောက်နိုင်တယ်လို့နိုင်ငံတကာစံနှုန်းတွေနဲ့လည်းမကန့်ညီဘူးလို့ EU နဲ့ကနေဒါစစ်သလန်နိုင်ငံတွေကပြောတဲ့သတင်းကိုတင်ဆက်ချင်ပါတယ်။ဒီစစ်ကောင်စီရဲ့ရွက်ကောက်ပွဲဆိုင်ရာပြင်ဆင်လှုပ်ဆောင်နေမှုတွေဟာလူထုယုံကြည်မှုမတည်ဆောက်နိုင်တယ်လို့မြန်မာနိုင်ငံကပါဝင်ကြေပြုထားတဲ့နိုင်ငံတကာစံနှုန်းတွေနဲ့လည်းကန့်ညီမှုမရှိဘူးလို့ဥရောပသမဂ EU အဆင့်မြင့်ကိုယ်စားလှယ်တွေကဒီကနေ့ထုတ်ပြန်ပါတယ်။ ဒီသမားဆယ်ရက်ဒီနေ့ကြောက်တဲ့ပြည်ပဆိုင်ရာလူခွင့်ရနေ့မှာစစ်ကောင်စီရုပ်ောက်ပွဲတွေနဲ့ပတ်သက်လို့ EU ကိုယ်တိုင်အဆင့်မြင့်ကိုယ်တိုင်ကသဘောထားထုတ်ပြန်ခဲ့တာပါစစ်ကောင်စီရုပ်ောက်ပွဲတွေဟာစစ်ကောင်စီအတွက်တရားဝင်ဖြစ်တည်မှုကိုမြင့်တင်ဖို့ရည်ရွယ်ချက်တွေနဲ့သာပြုလုပ်တာထင်ရှားနေတယ်လို့ EU အဆင့်မြင့်ကိုယ်တိုင်ကထုတ်ပြန်ပါတယ်ဒီဆွစ်ဇာလန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့လူခွင့်ရေးအခြေအနေနဲ့လာမယ့်ရွေးကောက်ပွဲတွေနဲ့ပတ်သက်တဲ့လက်ရှိအခြေအနေတွေဟာလွတ်လပ်တရားမျှတပြီးအလုံးပါဝင်မှုရှိတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွက်နိုင်ငံတကာစံနှုန်းတွေနဲ့မကိုက်ညီဘူးလို့စွစ်ဇာလန်ကလည်းကြေညာပါတယ်ခင်ဗျာ။နောက်ဒါပြင်မြန်မာနိုင်ငံဆိုင်ရာကနေဒါတန်ယုံကလည်းစစ်ကောင်စီစီစဉ်နေတဲ့လာမယ့်ရွေးကောက်ပွဲတွေဟာမလွတ်လပ်မမျှတဒါမှမဟုတ်အလုံးပါဝင်ခွင့်မရမှာကိုအလုံးမင်းစိုးရင်ကြောင်းနဲ့ ဒါတွေကပြည်တွင်းတခြားအာဆီယံနိုင်ငံတွေနဲ့အင်ဒိုပစိဖိတ်ဒေသပြင်ပအထိမတည်ငြိမ်မှုပုံမူဖြစ်ပေါ်စေလိမ့်မယ်လို့သတိပေးထားပါတယ်ခင်ဗျာ။နောက်ဒရင်တဲ့ဘုတ်ကတော့ဒီတိုက်ပွဲတစ်ကြိမ်တစ်ခါမှမဖြစ်သေးတဲ့မန်အောင်မြို့နယ်မှာဆေးရလှုပ်ရှားမှုတွေရှိနေတယ်လို့ဆိုပါတယ်ဒီဒရင်ကိုတင်ပြပါမယ်ခင်ဗျာ။အကြံပေးစစ်တပ်ထိန်းချုပ်ထားပြီးတော့တိုက်ပွဲတစ်ခါမှမဖြစ်ဘူးသေးတဲ့ရခိုင်ကမန်အောင်မြို့နယ်မှာစစ်တပ်ရဲ့စီးလှုပ်ရှားမှုတွေ တိတိတသာတွေ့မြင်လာရတယ်လို့ဒေတာကနေကပြောကြပါတယ်။အင်အားဖြစ်တာကနေပြည်ကနေဖြစ်တာအောက်တိုဘာနောက်ဆုံးပတ်ကနေစပြီးဖြစ်တာလို့ပြောလို့ရတယ်။အခုဒီဇင်ဘာပထမပတ်အထိဆိုရင်တော့300လောက်တော့ခန့်မှန်းတယ်။ဘာကြောင့်ခုလိုအင်အားတွေအများကြီးဖြစ်နေတယ်ဆိုတာတော့တိကျမသိဘူးလို့ပြောပြပါတယ်။လက်ရှိမဟာအုံကိုရောက်ရှိလာတဲ့ကျန်းဖက်စစ်သားတွေဟာလက်တလောတင်နန်းကဆင်းလာတဲ့စစ်မှုထမ်းတွေဖြစ်တဲ့အကြောင်းလဲ၎င်းကပြောပြပါဗျာ။ တနော်တိတလောက်မြို့တဲကမုံတိုင်စင်တာအဆောက်အုံကြီးတွေမှာနေကြတယ်အဲ့ဒီကနေဘယ်ကိုဆက်ဖို့လဲဆိုတာတော့မသိဘူးအခုအင်အားဖြည့်တဲ့အထက်မှာလူငယ်ပိုင်းတွေအများကြီးပါတယ်တင်နန်းစင်စစ်မှုထမ်းတွေဖြစ်ဖို့များတယ်လို့ပြောပြပါတယ်ခင်ဗျာမောင်မျိုးနယ်အတွင်းစစ်တပ်အင်အားကိုဇက်တိုက်ဖြစ်တင်းပြီးတော့ကြေးရွာတချို့ကိုစစ်ကြောင်းထုတ်လှုပ်ရှားတာတွေရှိနေတယ်လို့လည်းနောက်ထပ်ဒေသခံတအူးကနေရင်စရာသတင်းဌာနကို ပြောပါတယ် အင်အားဖြစ်လာတဲ့စစ်သားတွေကတချို့ဟာကားနဲ့သွားလာတာတွေရှိတယ်လို့တချို့မှချီလင်းစစ်ကြောင်းတွေနဲ့မန်အောင်မြို့နယ်တောင်ပိုင်းအလဲပိုင်းမြောက်ပိုင်းမှာရှိတဲ့ကျေးရွာတချို့ကိုစစ်ကြောင်းထိုးကာဖုံးတော်ကြီးကျောင်းတွေမှာတဲခိုတာတွေရှိတယ်လို့နောက်ထပ်မန်အောင်ဒေသခံလူငယ်တူကလည်းပြောပါတယ်ခင်ဗျာကျွန်တော်သိသလောက်တစ်ပုံချမ်းလောင်ကွင်းတို့ငကားမီတောက်ရွာဘက်တွေကိုထိုးတယ်လို့သိတယ်အိမ်သုံးကားတွေပါတယ်ချီလင်းစစ်ကြောင်းတွေပါတယ် တစုမှာ30လောက်သုံးသူစီပါတယ်ရွာသားတွေကိုတော့ခုချိန်ထိဘာမှမလုပ်သေးဘူးလို့ပြောပါတယ်ခင်ဗျာမအောင်မြို့နယ်ဟာမအောင်ကျုံးပေါ်မှာရှိပြီးတော့ရံပြဲကျုံးနဲ့မအောင်ကျုံးအကြရေလက်ကြတစ်ခုချပြီးတော့အဲ့ဒီရေလက်ကြမှာစစ်ရင်ရင်အများပြားကိုချထားပြီးတော့အေးအေးလျောက်လာမှာကိုစိုးရိမ်ပြီးပုံမှန်ကင်းလဲ့တာတွေလည်းလုပ်နေတယ်လို့သိရပါတယ် မအောင်ကျုံနဲ့ရေလက်ကြတစ်ခုသာခြားတဲ့ရံမြဲကျုံပေါ်မှာအရကတက်တော်ကရံပဲမြို့နယ်ကိုအပိသက်သိမ့်ပိတ်ထားပြီးတော့ကြောက်ဖြူမြို့အနီးမှာလည်းတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေပါတယ်။အဲ့ဒီအခြေအနေတွေကြောင့်မအောင်ကျုံမှာလည်းလုံခြုံရေးကိုတိုးမြင့်ထားတာဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီတခြားဒေသခံတူကတော့ရွက်ောက်ပွဲကြောင့်လုံခြုံရေးတိုးမြင့်တာဖြစ်နိုင်ကြောင်းခန့်မှန်းပါတယ်ခင်ဗျာ။ဒီအချမ်းဖက်စစ်ကောမခြင်းကလာမဲ့ဒီဇင်ဘာ28ရက်နေ့မှာရွက်ောက်ပွဲပထမပိုင်းကိုမန်အောင်အပါဝင် စစ်တွေနဲ့ကြောက်ဖြူမျိုးတို့မှကျင်းပမှာဖြစ်တဲ့အကြောင်းသိရပါတယ်။မအောင်မြို့မှာမဲယုံလုံညိုရေးယူဖို့ရောက်ရှိနေတဲ့ကြောက်ဖြူအခြေဆိုင်ခလာရ34ကဗိုလ်ကြီးတဦးဒီဇင်ဘာ၄ရက်နေ့ကအနိကလုံချံခံရလို့တေဆုံသွားပြီးတော့နောက်ပိုင်းမှာလုံညုံရေးကိုလည်းတိုးမြင့်ထားတယ်လို့သိရပါတယ်ခင်ဗျာ။နောက်တရင်တဘုတ်ကတော့တောင်ငူလေးတက်စကန်းကိုရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့တရင်ကိုဆက်ပြီးတင်ပြပါမယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေအထားရတဲ့ဘကူတိုင်းတောင်ကိုမြို့ကလေတပ်စခန်းကိုနယ်မြေကန်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တရားခွန်မမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brick Warrior ဖွဲ့မြန်မာအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီကတောင်ကုန်းနဲ့ရေရာရှိတဝိုက်ကကျေးရွာတွေမှာစစ်ကြောင်းတွေထိုးပြီးတော့နေရာပေါင်းစုံအထက်ထပ်ပိတ်ဆို့ထားကအဲ့ဒီကြားရက်ကလုခရရတာဆိုတော့အတောက်ကိုခတ်ခဲပြီးစွန့်သားရပါတယ်လို့စစ်စင်ရဲ့ပတ်သက်ပြီးပြောပြပါရခင်ဗျာ။ ဒီစစ်စင်ရေးကို Brave Warrior for BWM အဖွဲ့ရဲ့ဥဆောင်မှုနဲ့ Mountain Knight Civilian Defense Force Anti-Coup People Liberation Force တန်တော်မြောက်ပိုင်းအထုတေသ Fighter စားခဲအဖွဲ့တွေက KNL တပ်မနဲ့တရင်ငါးနဲ့ပူးပေါင်းပြီးတော့ဒီဇင်ဘာ9ရက်ည10:00နာရီလောက်မှာတရက်ခွန်မမရှော့တိုက်တုံး6လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ တောင်ငူလေတက်ကစီလုံကနေကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ရှော့တိုက်တုံးပောက်ကွဲတံနဲ့အတူနောက်ဆက်တွဲပောက်ကွဲတံတွေလည်းကြားရတယ်လို့ဒေသခံတွေစီကနေသိရတယ်လို့ BWN ကထုတ်ပြန်ထားပါတယ်။ကျွန်တော်တို့ဘက်က9:55မှာပြစ်လိုက်တာသူတို့ဘက်က10:20လောက်ကစပြီးတော့တောက်လျှောက်ပြန်ပြစ်တာအဲ့နားမှာရှိတဲ့တပ်တွေပေါင်းစုံကပြန်ပြစ်တာပါည2:00ကျော်လောက်အထိပြစ်နေတာလို့စစ်ကောင်စီဘက်ကပြန်လည်ပြစ်ခတ်မှုအကြောင်းကိုအထက်ပါတာဝန်ရှိသူကပြောပြတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကပြစ်ခတ်မှုတွေရှိခဲ့ပေမဲ့စစ်စီရေလှုပ်ဆောင်တဲ့ရဲဘော်တွေအားလုံးဘေးကင်းတယ်လို့အတည်ပြုပါတယ်စစ်ကောင်စီကသူတို့ရွက်ကောက်ပွဲအတွက်ဂျေးရွာတွေကိုစစ်ကြောင်းထုပိတ်ဆို့နေတာဖြစ်ပြီးတော့နယ်မြေကမ်းမဟာမိတ်တွေရဲ့ကူညီမှုကြောင့်စစ်စီရေကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့တာလို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်ခင်ဗျာတော်လိုင်းစစ်မျက်နှာဟာပုံမပြင်းထန်လာတဲ့အချိန်မှာလေတပ်ပြူလို့ရှိရင်တော်လိုင်းနိုင်မယ်ဆိုတဲ့အချက်မှာပေါ်လွင်လာတာကြောင့် တော်လိုင်းအင်အားစုတွေအားလုံးဟာလည်းလေတပ်ပြူကြရေးမစ်ရှင်တွေကိုဒီဇိုင်းမမပူပေါင်းဆောင်ရွက်ပေးကြဖို့အထူးတိုက်တွန်းလိုပါတယ်လို့ BWM အဖွဲ့ကတိုက်တွန်းထားပါတယ်ခင်ဗျာဒီစစ်စင်ရေးက BWM ရဲ့ဒီ58ကြိမ်မြောက်စစ်စင်ရေးဖြစ်ပြီးတော့ဒီနှစ်ထဲမှာတောင်ငူလေတပ်ကို9ကြိမ်မြောက်တိုက်ခိုက်မှုဖြစ်ပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီဖလန်းကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကဒေသခံတွေကိုဖမ်းပြီးတော့လူသားတိုင်းအဖြစ်ပြုလုပ်နေတယ်လို့သိရပါတယ် ချင်းတော်လန်ရေးပူပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်ဖလန်းမြို့ကို UTP စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအမျိုးသမီးတွေအပါအဝင်ဒေသခံ12ယောက်ကိုလူသားတိုင်းအဖြစ်တရားကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံနဲ့တော်လန်ရေးတပ်တွေကပြောပါတယ်ခင်ဗျာဒီကလေးနဲ့တီးတိမ်မျိုးကနေထွက်လာတဲ့အဲအား300လောက်ပါတဲ့ပူပေါင်းစစ်ကြောင်းဟာပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်ကဖလန်းမြို့နဲ့မိုင်90အကွာ ဒီဘွာခွားရွာကိုရောက်ရှိလာချိန်မတိမ်းရှောင်နိုင်ဘဲနဲ့ကြံနေခဲ့တဲ့ရွာတွေကအမျိုးသမီး၂ယောက်နဲ့အမျိုးသား၁၀ယောက်ကိုဒီဇင်ဘာ၁၀ရက်အထိလူသားတိုင်းအဖြစ်တရားခံဖမ်းဆီးထားတာလို့ဆိုပါတယ်။ဒီဖလားမျိုးကိုဥတီစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ကိုချင်းတော်လိုင်းပူပေါင်းတပ်တွေကမကြာခဏကြားပြတိုက်ခိုက်တာကြောင့်အရသားတွေကိုလူသားတိုင်းကအဖြစ်ဖမ်းခေါ်သွားတယ်လို့စစ်ရေးသတင်းအင်းမြစ်တယောက်က DVB သတင်းဌာနကိုပြောဆိုထားပါတယ်။ ဖလန်းကိုပြန်သိမ်းဖို့ပြီးခဲ့တဲ့လတွေကလေးကစက္ကစကစစ်ကြောင်းထိုးနေတာမအောင်မြင်ဘူးပြန်ပြန်လန်လာပဲကလေးတိရိန်ဘက်ကနေလဲစစ်ကြောင်းပေါင်းပြီးဒီလအစောပိုင်းမှာစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းထိုးလာတဲ့တခြားမှာလဲတော်လိုင်းပောင်းတက်တွေကကြားပြတ်တိုက်တာတွေရှိတယ်အဲ့လိုတိုက်ခိုက်ခံရမှာစိုးလို့အရသားတွေကိုဖမ်းထားတာသူတို့လက်ထက်မှာအရသားတွေရှိနေရင်တော်လိုင်းအဖွဲ့တွေက မတိုက်ဘူးတိုက်ရခက်သွားတာပေါ့ဒါကိုစက္ကစကတိလို့တမင်လူသားတိုင်းဖြစ် ဖမ်းခေါ်သွားတာလို့ပြောပါတယ်ခင်ဗျာစစ်ကောင်စီတပ်ကလူသားတိုင်းအဖြစ်ဖမ်းခေါ်သွားတဲ့သူတွေထဲမှာဥနုံခေါ်တဲ့ဥစုခေါ်ထမ်းဒီမောင်ဆန်ခေါ်ကိန်းမောင်ကိန်းလန်းတို့၄ယောက်ရဲ့အမိကိုသာသိရပြီးတော့ကြံသူတွေကဘယ်သူဘဝဆိုတာကိုဆက်လက်ထုံသွင်းနေတယ်လို့ဆိုပါတယ်ခင်ဗျာဒီပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးအပတ်မှာအင်အား900လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုကကလေးမျိုးတောင်ပဲချမ်းကနေချင်းပြည်နယ်ဖလန်းမျိုးနာတီတဖြည်းဖြည်းစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်ခင်ဗျာ နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ဒီတံပြူစရမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးတော့စစ်ကောင်စီတပ်သား2ဦးသေဆုံးသွားပါတယ်ဗျာဒီမွန်ပြည်နယ်တံပြူစရမြို့နယ်ဒီကလိုင်ပတော်ကျေးရွာအရှိဘက်မှာရှိတဲ့တောင်ပေါ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာကြောင့်ရမညမွန်တပ်တော် RMA တပ်ဖွဲ့နဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီစစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တယ်လို့ရမညမွန်တပ်တော် RMA ကဒီဇင်ဘာ10ရက်နေ့မှာထုတ်ပြန်ပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်ညနေ4နာရီလောက်မှာအင်အား100လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းဟာတံပြူသရမြို့နယ်ကလိုင်ပတော်ကျေးရွာအရှိတ်ဘက်ရှိ တောင်ပေါ်ဘက်ကိုစစ်ကြောင်းထိုးလာတာကြောင့်မို့တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲဟာအချိန်တနားကျော်ကြာမြင့်ခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တဲ့အပြင်အများပြားဒဏ်ရာရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ရမညမွန်တက်တော် RMA တက်ဖွဲ့ကလည်း ဒီတက်သုံးရင်တချို့ပျက်စီးခဲ့ပြီးတော့တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့တယ်လို့ရမညမွန်တက်တော်ကဆိုထားပါတယ်ခင်ဗျာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့်စစ်ကောင်စီတပ်ခါရပ်သားပြည်သူတွေရှိတဲ့နေရာတွေကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့လည်းရမညမွန်တက်တော် RMA တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာဒီဇင်ဘာလ10ရက်ညပိုင်းတပြပေးတဲ့သတင်းတွေကတော့ဒီများသာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ် နောက်ရက်တွေမှာလည်းတော်လိုင်းသတင်းကောင်းတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ။